ជីជីမတန်အေးကျမတို့မတန်အေးကိုစတွေ့တော့သူကကုလသမဂ္ဂဝန်ထမ်းအဖြစ်အနှစ်20ကျော်အမှုထမ်းပြီးလို့ပင်စင်စားအဖြစ်အေးအေးဆေးဆေးနားနေခြင်းဖြစ်ပါတယ်ကျမတို့အော့စဖို့ဒ်ကိုပဲချိန်မဲသွားသွားသူကဆုရမီသားစုနဲ့အတူရှိနေခဲ့တာပါ ကျမကသူတို့နှစ်ယောက်ကြားမှာသွေးသားမတော်ဆက်တာကိုအချိန်တော်ကြာတဲ့အထိမသိခဲ့လေတော့သူတို့နှစ်ယောက်ဟာရုပ်ချင်းလဲမတူပါလားလို့တွေးနေခဲ့တာပါ။ စုကလည်းသူတို့နှစ်ယောက်ဘလို့တော်ဆက်တယ်ဆိုတာဘယ်တော့မှမပြောခဲ့ပါဘူး။ကျမတို့နှစ်ယောက်ကြားမှာအတူတကွနားလည်ထားကြတာကမိသားစုအရေးတွေမှာအသက်တွေ၊နေရာဒေသတွေ၊အချိန်ကာလတွေစတဲ့ကွာခြားမှုတွေကိုလစ်လူရှူလိုက်ဖို့ပါပဲ။မတန်ဟိရဲ့အသက်ကိုဘယ်သူမှလည်းမသိပါဘူး။1989ခုနှစ်မှာစုနေအိမ်အခြေချုပ်ကြသွားတော့မိုက်ကယ်ကကျွန်တော်ထင်တာတော့အန်တီအသက်က80ဝန်းကျင်ဖြစ်ရမယ် ဒါပေမဲ့မသေးကြပါဘူး။အန်ဒီကသူ့အသက်ကိုဘယ်တော့မှမပြောဘူးလေ။သူ့ပြောခဲ့ပါတယ်။သူ့အသက်ကအတော်လေးအိုးချင်အိုးရောပေါ့။ဒါပေမဲ့ဘယ်သူမှသူ့အသက်ကိုဂရုမစိုက်ပါဘူး။လူတွေကသူ့မျက်ညံကောင်းလွန်းတာ၊စာဖတ်ဝတ္တနာကြီးလွန်းတာ၊နိုင်ငံတကာနိုင်ငံရေးနဲ့ပတ်သက်ရင်သူ့ခံမှန်းချက်တွေမှန်းနေတာ။အဲ့ဒီလူမျိုးတွေကြောင့်ပဲသူ့ကိုမိတ်ဆွေတွေကတအံ့တအောနဲ့မှတ်မိနေခဲ့ကြတာပါ။ အန်ဒီဟာသူ့ရဲ့နောက်ဆုံးအချိန်အထိ အမျိုးသမီးဆန်တဲ့အလှတရားအပေါ်အင်မတန်တတိထားခဲ့သူပါသူကောင်းမှကောင်းစီဘဝလေးကိုလွားပြီးမိအောင်မှအထုံးလေးထုံးထားတတ်တာအန်ဒီစတိုင်ပါပဲသူကဂျပန်လက်ကင်ဘဝလေးပဲဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ပိတ်စာလေးပဲဖြစ်ဖြစ်တွေ့တဲ့အခါထားကလေးကျမကောင်းစီလေးလှုပ်လိုက်မယ်လို့ပြောတတ်ပါတယ်သူမျက်နှာတဝက်ကိုတော့ဂိုင်းအနဲ့မျက်မှန်ဝိုင်းဝိုင်းကြီးကကွဲထားလေရဲ့ သူကအင်းညီကို blouse လို့အနောက်တိုင်းဆန်နာတွေဝတ်တက်ပေးမယ်။ထမိန်ကိုတော့အမြင်ဆွဲဆွဲမြင်းမြင်းဝတ်တက်ပါတယ်။သူ့ချစ်တော်တွေကအစ်စ်အမြင်ရောင်ရောကကြောင်းပုံစံနဲ့နဲ့ပြောင်းနေပြီမို့။ဘနဲ့ကိုတော့အထူးကြီးကြီးတွေပဲစီးတတ်ပါတယ်။သူကမျက်နှာမှာ make up ပါပါလဲ။နှာခမ်းနေဆိုပြီးမျက်ခုံးမွေးကိုလည်းတောင်တန်းနှစ်သွဲလိုထူးထူးနက်နက်ဆွဲထားတတ်ပါတယ်။သူ့ချစ်တော်တွေကြောင့်သူကလမ်းလျှောက်ရင်ဒုက္ခောက်လို့ပါတယ်။သူကသူ့ရဲ့ပုံပြောင်းနေတဲ့လက်ချောင်းတွေကိုဖြန့်ပြပြီ ဒီမှာလေသွေးလေးပနာယောဂကြောင့်ကျမလက်ချောင်းတွေခုလိုဖြစ်နေတယ်လို့ပြောပြတတ်ပါတယ်။သူက1906ခုနှစ်ဝင်းကျင်မှာမွေးဖွားခဲ့တယ်လို့ကျမထင်တာပါပဲ။သူအသက်23နှစ်ကနေ25နှစ်ကြာကာလမှာအင်္ဂလိပ်စာသင်ယူဖို့အင်္ဂလန်ကို ရောက်လာတဲ့အချိန်ကလွယ်ရင် သူအသက်30အထိမြန်မာပြည်မှာနေခဲ့တာပါ။နောက်တော့အင်ဂျီယာမှာ၃နှစ်နေခဲ့တာနောက်ထပ်နှစ်ပေါင်းများစွာ သူတရဲ့၃ပုံ၂ပုံလောက်အထိနိုင်ငံရခြားမှာရောက်နေခဲ့ပါတယ်။အမေရိကန်၊ဩစတြေးလျနဲ့အင်္ဂလန်တို့မှာအနေများခဲ့တာပါ။သွေးလေးဗနာကအာရှလိုပူပြီးဆူဆွတ်တဲ့နေရာမျိုးမှာမွေးဖွားခဲ့သူတရာအနေနဲ့ဥရောပလို AB6 တွေ့တဲ့နေရာမျိုးမှာအနေကျတဲ့အခါဖြစ်တတ်တယ်နဲ့တူပါတယ်။မတန်းအေးကဩစတြေးလျအနောက်ပိုင်းကသူ့အင်္ဂန်နဲ့မိုက်ကယ်ရုဆုလိုအင်္ဂန်အခန်းကြားမှာလူလာခောက်တော့နေထိုင်ခဲ့ပါတယ်။ အင်္ဂလန်ကသူ့ကိုလိုနီထဲမှာနေတဲ့သူတွေကထူးချွန်သူတွေကိုအင်္ဂလန်ကိုခေါ်ကအင်္ဂလိပ်စာသင်ပေးပြီးဗြိတိရှမှုပြုတ်တက်ပါတယ်။မတန်ရေးကို1932ခုနှစ်မှာဗြိတိရှကရွေးခဲ့တာပါ။အင်္ဂလန်ကပြန်တော့ကရင်တွေကိုအင်္ဂလိပ်စာသင်ပေးခွင့်ရခဲ့ပါတယ်။သူကသူ့မိသားစုအကြောင်းပြောလို့မရှိတာမို့သူ့အဖေဟာတက္ကသိုလ်မှာမြန်မာစာသင်တဲ့ဆရာဖြစ်ပြီးသူ့မှာမောင်ငယ်တယောက်ရှိကြောင်းလောက်သာ ကျမတို့သိပါတယ်။ တူခမ်းမှာချိန်ထားတဲ့ပကြီးကားကြောင့်လဲမြမဘီက သူ့ဘဝကိုကျမတို့ခံမှန်းမြင်အောင်နိုင်ခဲ့ကြပါတယ်။မြမပကြီးကျော်တဦးရဲ့လက်ရာ သူ့ပုံသူက အသက်ဝင်လာပါတယ်။အဲ့ဒီအချိန်ကသူ့မှာသပင်အရှိကြီးနဲ့မြမဆန်းဆန်းဝတ်ပြီးပန်းတွေအလဲကျမ်းပြင်ပေါ်မှာထိုင်နေတဲ့ပုံကတိတ်အသက်ဝင်ပါတယ်။ပုံထဲမှာသူ့ဟန်ပန်းကသူ့ဘဝအနာဂတ်ကိုတွေးနေပုံပါ သူ့အလုပ်ကြောင့်ကျမတိတ်မတိပေးမယ်။မြန်မာပြည်မှာပေးလက်ပြန်ဆိုပြီးသူ့ကိုခေါ်ကြတာနဲ့နာမည်ကျော်အဆိုတော်ဖြစ်ခဲ့တာကိုတော့သိပါတယ်။သူ့အတန်နဲ့အင်္ဂလိပ်စာကောင်းမွန်တွေကမြန်မာပြည်အတွက်အဖို့တန်လာတာပါ။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့သူကနယူးဒယ်လီမှာရှိတဲ့အတန်လွင့်ဌာနတစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်။အဲ့ဒီအတန်လွင့်ဌာနကဂျပန်သိမ်းပိုက်ထားတဲ့နေရာတွေမှာဂျပန်တပ်တွေအကြောင်းအသိပေးတာကိုထုတ်လွှင့်ရပါတယ်။ စစ်ကြည့်ပြီးတော့သူကဆန်ဖရန်စစ္စကိုကိုသွားတာကုလသမဂ္ဂမှာအလုံမဝင်ခင် VOE မှာအလုံလုခဲ့သေးတယ်နဲ့တူပါတယ်1948ခုနှစ်ဇန်နဝါရီမှာဘုဇောင်ဆန်းတဲ့အဖွဲ့လန်ဒန်ကိုလာပြီးဗြိတိရှ်နိုင်ရေးဝန်ချုပ်ကလီမန့်အက်လီနဲ့မြန်မာလူလက်ရေးအတွက်စာချုပ်လာချုပ်ကြတော့မတန်းရေးကလည်းလန်ဒန်မှာရှိနေခဲ့ပါတယ်သူနဲ့သူတငယ်ချင်းကဘိုဂျိုးတူတဲခိုးတဲ့ဟိုတယ်ကိုသွားတွေ့ခဲ့တာပါအန်ဂျီမတန်းရေးကသူ့အနေနဲ့ တင်မှန်းနေတဲ့ဘိုးချုပ်ကိုမြမတချင်းတွေနဲ့ဖြောပြပေးခြင်းခဲ့တယ်လို့ကျမကပြောပြမှုပါတယ်။နောက်ဆက်ပွဲမှာတော့ဘိုးချုပ်မှာမိသားစုအတွက်လက်ဆောင်ပစ္စည်းသွားဝယ်ဖို့အချိန်မရှိတော့ဘူးလို့တွေးမိတာမို့သူကဝယ်ပေးဖို့တာဝန်ယူလိုက်ပါတော့တယ်။သူကအသက်တနှစ်ခွဲအရွယ်စုအတွက်အဲ့ဒီအချိန်ကအင်္ဂလန်မှာခေတ်စားနေတဲ့ကော်ဘတ်ရုပ်လေးတရုပ်ဝယ်ပေးလိုက်ပါတယ်။အဲ့ဒီအရုပ်ကလေးဟာအန်တီနဲ့ဆူရိုဂျာက ပထမဆုံးဆက်စပ်မှုပါပဲ။အဲ့ဒီအရုပ်ကလေးကိုညတော်တော့အကြာတဲ့အထိ စုကတမျက်တနိုးထိမ့်သိမ့်ပွေပိုက်ထားကြောင်းသိရတဲ့အခါမှာတော့အန်ဂျီကတိတ်ကိုစိတ်လုံရှားခဲ့ပါတယ်။လန်ဒန်မှာရှိတဲ့ညီမတချို့ကတော့အန်ဒီအင်းဒီနဲ့ပိုချုပ်အပေါ်မှာလေးစားတာတက်ပိုးတဲ့စိတ်အနေထားမျိုးရှိခဲ့လို့စုကိုချင်နေကြောင်းအတင်းပြောတာမျိုးရှိခဲ့ပြီးမယ်။ဘယ်သူကမှတော့ဘာရဲ့လို့အတိအကျမသိကြပါဘူး။1950ခုနှစ်မှာအန်တီမတန်အေးကကုလသမဂ္ဂရဲ့ဝန်ထမ်းဖြစ်လာပါတယ် Saint Joe College ကျောင်းဒုတိယနှစ်နွေးမှာတော့စုဟာမိခင်ရှိရာအိန္ဒိယကိုမပြန်မဲအယ်ဂျီးရီးယားမှာကုလသမဂ္ဂဆက်ဆံရေးဌာနဖွင့်မှုတာဝန်နဲ့ရောက်နေတဲ့အန်တီစီကိုအလဲသွားခဲ့ပါတယ်။အဲ့ဒီတော့ကအယ်ဂျီးရီးယားနိုင်ငံတည်တည်ထောင်ဖို့စိတ်တက်ကြွနေတဲ့လူငယ်တွေဟာဆေးဘေးဒုက္ခတွေကိုကယ်တင်တဲ့စခန်းတွေမှာလှူအားပေးနေကြတာမို့စုကလည်းလှူအားသွားပေးခဲ့ပါတယ်။နယူးယောက်မှာတော့အန်ဂျီယာသူ့ထင်အသက်အများကြီးငယ်တဲ့ဩစတြီးယန်တယောက်နဲ့မြစ်တာမျှခဲ့ပါတယ် အဲ့ဒီလူကရုပ်ရှင်ဒါရိုက်တာဖြစ်ချင်နေသူပါ။အိန္ဒိယမှာရှိတဲ့ကြားတွေကိုတပ်ပုံရိုက်သူကျွမ်းကျင်ပညာရှင်လည်းဖြစ်ခဲ့ပုံပါ။သူ့ရဲ့ဩစတြေးလျအနောက်ပိုင်းကနေအိမ်ကိုကျမအလဲသွားခဲ့တော့ကတော့အန်ဂျီကသူ့အမျိုးသားရိုက်ထားတဲ့ကြားပုံအယ်ဘမ်ကိုပြပေးခဲ့ပူပါတယ်။တကယ်တော့အသက်60ဝန်းကျင်အမျိုးသမီးတစ်ယောက်ကခင်မွန်းတွေကိုလွမ်းနေသေးတဲ့အကြောင်းသိရတာကတော့ကျမကိုစိတ်ထိခိုက်စေပါတယ်။ အဲ့ဒီအမျိုးသားကအန်တီဂရုပစ်ပြီးတော့သူ့ထံငဲတဲ့ Austrian အမျိုးသမီးလေးနဲ့လက်ထပ်သွားခဲ့တာပါဆုနဲ့အတူ Oxford မှာနေထိုင်ခဲ့တဲ့ကာလတွေမှာအန်တီမတန်အေးရဲ့အိမ်တော်ကြီးပြဿနာဖြစ်ခဲ့ပုံပါပဲ။ဆုကအဲ့ဒီလိုကအန်တီကိုစောင့်ရှောက်မှာမဟုတ်ပါဘူး။ဒါကြောင့်အန်တီနောက်ဆုံးအချိန်တွေမှာကျမကပဲစောင့်ရှောက်မှာပါလို့ပြောဖို့ပါတယ်။ အန်တီကတော့သူ့သဘောထားကြီးမှုကိုအပြုံးမပြက်ပြနိုင်ခဲ့ပါတယ်။အဲဒီလူနဲ့သူ့နောင်မိမကတော့သူ့အိမ်နားမှာပဲနေပြီးအန်တီစီကိုတောင်မကြမကြာလာလေခဲ့ပြန်ပါတယ်။အဲဒီလူရဲ့မိသားစုတပုံကိုကြည့်ရင်အန်တီကကျမကိုစောင်းရှောင်းနေတယ်လို့ပေါ့လေလို့ပြောခဲ့မှုပါတယ်။ကျမရဲ့ယထာကဩစတြေးလျရဲ့ Field Kids ဘူတိုင်ယုံမှာရက်တော့အသက်၄၀ဝန်းကျင် အရက်ရှိရှိပိန်ပင်ပါပါအမျိုးသမီးတူလာကြပြီးရှင်ကဩစစ်ကတော်နော်လို့မေးပါတယ်။ သူကအန်တီအမျိုးသားဝါနာရဲ့နောင်မိန်းမပါပဲ။အန်တီကလာမကြုံနိုင်လို့သူ့ကိုလာအကြိုခိုင်းခဲ့တာပါတဲ့။ကျမကလည်းမိုက်ကယ်ပြောတဲ့စကားတခုကိုတတိယမိပါတယ်။နိုရီကိုရင် အန်တီကတော့ကိုခင်မောရဲ့နောင်မိန်းမနဲ့အဆင်ပြေအောင်နေနိုင်တယ်နော်။တိတ်အံ့ဩဖို့ကောင်းတာပဲ။ဒီတဲ့အန်အောဘူကောင်းတာကအန်တီနေတဲ့အခန်းကတုံးတော်မှာဖြစ်ပြီးအဲ့ဒီမိမရဲ့မိဘတွေကအဲ့ဒီအစအုံမှာပဲပထမတက်မှာနေကြတာပါ။ သူတို့ကမနေ့တိုင်းအန်တီစီလာပြီးဈေးဝယ်စရင်လာမှတ်ကြတယ်လို့အန်တီဘန်စရင်ကိုလည်းသူတို့ကပဲထိမ့်သိမ့်ကြိုင်တွေပေးကြပါတယ်။သူတို့အသက်တွေကအန်တီထက်အများကြီးငယ်ကြပါတယ်။ကျမပြန်ဒီလိုဆက်ဆံရေးပုံစံမျိုးကိုဘလုံးမှတွေးကြည့်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာအလက်ဇန်းဒါကအန်တီစီလာလဲခြင်းဖြစ်နေတော့မို့ကျမလည်းသူ့အတွက်ဆူရှီလုပ်ပေးဖို့ဖြစ်လာပါတယ်။ကျမလည်းဈေးသွားပြီးပဇွန်တို့ငါတို့သွားဝယ်ပါတယ်။အန်တီက ျမမစားဘူးလေကျမအစားဝါနာရဲ့သားကိုပေးလိုက်ပါလို့ဆိုပါတယ်ဝါနာရဲ့သားကဝါနာနဲ့ချစ်စတူပါတယ်ကျမလည်းအန်တီရဲ့ဝါနာအပေါ်အချစ်တွေကိုတွေ့လိုက်ရတာပါပဲစုနေအကျေကျုပ်ကြနေခိုင်တစ်ချိန်မှာတော့အသေးမာတဲ့အန်တီမတန်းကြီးဟာနူရီကိုကျမကပင်လယ်မှာမွေးပြီးတောင်ပေါ်မှာတည်ပါလေလို့ဖုံးဆက်ပြီးပြောလာပါတယ်သူကိုကြည်ရတာအားနေလို့နေပါပြီ။ ။စုအစားသူ့ရဲ့နောက်ဆုံးနေရာမှာသူ့ကိုစောင့်ရှောက်မယ်လို့ကျမဆုံးဖြတ်ခဲ့ပါတယ်။ဒါနဲ့ပဲကျမကဇီရစ်မှာတ냐အိပ်ပြီးမှဩစတြီးယားမြို့ကလေးစီရထားနဲ့ထွက်လာခဲ့ရတာပါ။တလန်းလုံးလဲအန်တီအတွက်စုရီတောင်းနေခဲ့တာပေါ့။အန်တီကတော့သူ့အိတ်ခန်းနဲ့ရောက်တာနဲ့သူ့ခင်မဟောင်းရဲ့တပ်ပုံစာအုပ်ကိုထုတ်ပြတော့တာပါပဲ။ရင်းနှီးချမ်းလေးပါလိမ့်နဲ့တောင်းအဲ့မခံသေးပါဘူး။သူမိဖို့ကြောင့်တဲကိုလိုက်ပြီးသူ့ကိုကူညီဖို့စူးစမ်းပြန်တော့လေအခုမခံပါဘူး။ ဒါကျမအိမ်လေဒီအိမ်မှာဘာကိုမဆိုကျမပါတာပဲလုပ်တယ်အဲ့ဒါကျမရဲ့စီကံပေါ့စီကံဟာစီကံမဲ့လေလို့အန်တီကဒေါသတကြီးပြောခဲ့ပါတယ်ကျမလည်းဖောင်းထဲကသူ့စကားတွေကိုပြန်တွေးပြီးနားမလည်နိုင်အောင်ပါပဲသူကနေမကောင်းဖြစ်နေတဲ့ချင်းလို့ကျမကသူ့ရှိရာကိုအရောက်လာခဲ့တာလေအခုတော့သူကသူ့ဘာသာအားလုံးကိုတတ်နိုင်နေပုံပါဒီတော့မှသူကနိုရီကိုရှင်လာလေတဲ့အချိန်ကအကောင်းဆုံးအချိန်ပဲ ဂျွန်လဆိုတာရာသီဥတုအကောင်းဆုံးအချိန်ပေါ့လို့ပြောပါတော့တယ်။အန်တီဂျေခင်းနဲ့ညစာကတော့မြန်မာထမင်းဗီယန်နာဝက်ဥကြောင်းနဲ့အတုပ်ပါပဲ။အသက်90ဝန်းကျင်ဆိုပေမဲ့သူကနိုင်ငံတကာကိုသွားလာနေခဲ့သူမို့ဂျေခင်းပြင်ဆင်ထားပုံကအကောင်းလွန်နေပါတယ်။ဖျောင်းနိုင်ပြီးအောင်ပါ။ကျမတို့ကရေပန်ခွက်ချင်းထိပ်ပြီးညစာစားပွဲကိုစတင်လိုက်ပါတယ်။ကျမကဝက်ဥကြောင်းကိုကြိုက်တော့အန်တီကသဘောကျပါတယ်။နရီကိုကဝက်ဥကြောင်းကြိုက်တော့ကောင်းတယ်။ ဩစတြေးလျကဝတ်သားတိတ်စားတာလို့ပြောပါတယ်။အဲဒီနောက်တော့ကျမကိုညစာကြွေတိုင်းပီယန်နာဝဲအုပ်ချောင်းပါလာတော့တာပါပဲ။တကယ်တော့ဇွန်လမှာရာသီဥတုအကောင်းဆုံးသားဆိုရင်နှင်းတွေကတော့အပ်စတောင်နဲမော်မှာရှိနေတော့မှာ။အန်ဒီကအပြင်ထွက်ဖို့လောက်ကောက်ပါမှရတာကြောင့်အပြင်ထွက်လည်းမရှိပါဘူး။ဒီတော့ဒေတာကန်နေနဲ့လည်းမခင်နိုင်ဖြစ်ရပါတယ်။ပြီးတော့ဒေတာကန်တွေကဂျာမန်လိုပဲပြောကြတာဘူး။အန်ဒီကအင်္ဂလိပ်လိုနဲ့ပြင်သစ်လိုကျွမ်းပေမဲ့ဂျာမန်လိုတော့တိတ်မကျွမ်းပါဘူး။ ဒီတော့အန်တီဟာဝါနာရဲ့နောင်မီးမနဲ့သူ့မိဘရဲ့အကူအညီမပါပဲရက်တီလို့မလွယ်ပါဘူး။အဲ့ဒီအဆောင်မှနေတဲ့သူ့ဆရာဝန်ကတော့အန်တီရဲ့တူရီတော်မိတ်ဆွေပါပဲ။အန်တီဟာကဘာမှာဂုံယူပွဲအသက်မွေးအလုပ်တွေလုပ်ခဲ့တယ်ဆိုပေမဲ့သူ့ဘဝကတော့အထီးကျန်ဆန်လာပါတယ်။သူကအဲ့ဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲဖြတ်သန်းတာပါ။သူ့ဆန်ကြီးကနေကစာအုပ်စင်မှာတော့ American နဲ့ English စာပေဆိုင်ရာစာအုပ်တွေအများကြီးရှိပါတယ်။ ဲ့ဒီအချိန်ကတော့အန်ဂျီကပြင်သစ်တော်လိုင်းရေးဆိုင်ရာစာအုပ်တွေကိုပြန်ဖတ်နေခဲ့တာပါသူကတော်လိုင်းရေးတစ်ခုစတဲ့အခါလူမှုရေးအခြေအနေကိုထပ်ပြီးသိကျလာလို့ဖတ်နေတာလို့ပြောပါတယ်သူ့ရဲ့အခန်းတစ်ခန်းထဲမှာတော့မြမလုံးကြီးတွေကိုဆင်းနဲ့တင်ထားပါတယ်သူပဲနေရာပဲရောက်နေနေတီလုံးကြီးတွေကိုတဲသွားပြီးမြမပီကိုရောက်နေတယ်လို့ခန်းစားပုံပါပဲ။လုံကြီးတွေအများကြီးပဲနော်လို့ကျမကပြောတော့အန်ဂျီကကျမတဲ့ရင်အဲ့ဒီပစ္စည်းအားလုံးဟာစုအတွက်ပဲလေလို့တုံ့ပြန်ပါတယ်။ သူ့ရဲ့စုကိုချက်တဲ့အချက်ဟာကြီးမားလာပါတယ်။သူဟာစုအတွက်စိတ်တက်ရေးရအရာရောငွေကြေးအရာပါမိခင်တယောက်လိုစောင့်ရှောက်ခဲ့တာပါ။သူက1989ခုနှစ်ဇူလိုင်လ20ရက်မှာဆူနင်းအကျယ်ကျကြပြီးနောက်ပိုင်းမိုက်ကယ်ကိုပါတမတ်တယောက်လိုစောင့်ရှောက်ပါတယ်။ဆူလိုမီသားစုကိုလည်းသူ့မိသားစုလိုပဲစောင့်ရှောက်ခဲ့တာပါ။ဆူနင်းအကျယ်ကျကြပြီးတဲ့အခါအလက်ဇန်းဒါကစိတ်တအကြီးကျယ်ထိခိုက်ခံစားလိုက်ရပါတယ်။ အဲ့ဒီအချိန်ကသူတို့မိသားစုဟာစုနဲ့အတူရန်ကုန်မှာရှိနေပြီအလဇန္ဒကအသက်16နှစ်ရှိပြီမို့နေအိမ်အကျယ်ကျုပ်ဆိုရာရဲ့အတိတ်ပဲကိုကောင်းကောင်းနားလည်သလိုသူ့ရဲ့အိမ်နဲ့စစ်သားတွေဝင်လာပြီးလူငယ်တွေကိုဖမ်းခေါ်သွားတဲ့မြင်ကွင်းကလည်းသူ့ကိုစိတ်ထိခိုက်စေခဲ့ပါတယ်။ခင်ကတော့အသက်17နှစ်သားမို့တိတ်နားမလဲသေးပဲအဆောင်စစ်သားတွေနဲ့စော်ကစားတောင်နေခဲ့ပါတဲ့။မိုက်ကယ်ကပြန်ပြောပြခဲ့တာပါ။ 1988ခုမတ်လမှာတော့စုဟာနေမကောင်းဖြစ်နေတဲ့သူ့အမေကိုပြုစုဖို့မြန်မာပြည်ကိုပြန်သွားရတဲ့အခါအလက်ဇန်းဒါကအသက်15နှစ်တောင်မပြည့်ရှာသေးပါဘူး။သူကထက်ထက်မြက်မြက်ရှိသူမို့သူ့အမေကိုလက်လွတ်လိုက်ရတော့မှကိုပူပန်တက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူပြိုပေါက်ဆိုတော့မိခင်ကိုတကယ့်ကိုအလိုရှိနေတဲ့အချိန်လည်းဖြစ်နေတာပေါ့။မိုက်ခင်ကတော့အင်္ဂလန်ကအသိမှတ်ပြုလက်မှတ်ရပြီးစမြန်မာသူနာပြုမလေးတယောက်ကိုအလက်ဇန်းဒါကိုပြုစုပေးဖို့အတွက်ငားခဲ့ပါသေးတယ်။ ဒါပေမဲ့သူက ကြီးကြီးမတန်းကြီးကလွဲပြီးဘသူစကားကိုမှနားမထောင်ခဲ့ပါဘူး။တကယ်တော့အလက်ဇန်ဒါကငငယ်လေးကလေးကမတန်းကြီးရဲ့စကားကိုပဲနားထောင်သူပါ။ကျမမမှီနေတာက သူတို့ငငယ်တုန်းကလမ်းလျှောက်ထွက်ကြတဲ့အခါမတန်းကြီးကပဲသူ့ရဲ့လက်ကိုကင်ပြီးလျှောက်ခဲ့တာပါ။အဲ့ဒီနေ့မှပဲကျမကအန်တီမတန်းကြီးစီအလဲသွားပြစ်ခဲ့ပါတယ်။ ဆွေရဲ့မွေးစားအမေလို့ဖြစ်နေတဲ့နောက်တစ်ယောက်ကအင်္ဂလိပ်လူမျိုး Lady Patricia Gobut ပါ သူကလည်းကျမရှိနေတဲ့အချိန်အန်တီစီလာလဲပါတယ်သူကအန်တီကိုအော်စတြီးယားမှာတယောက်တည်းထားခဲ့လို့မဖြစ်နိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့ Oxford မှာတက်ကြီးရွယ်ဦးတွေကိုစောင့်ရှောက်ပေးတဲ့ကေဟာတစ်ခုကိုရှာပြီး Andy ကိုပြောင်းနေစေဖို့စီစဉ်ရပါတယ်။ Andy ကလည်းသူ့အနေနဲ့ကအဲ့ရပေါ်မှာပဲနေနေရတဲ့အနေအထားမရောက်ခင်မှာ Oxford ကိုပြောင်းသွားဖို့ဆုံးဖြတ်ပါတယ်။ အဲ့ဒီကေဟာမှာအေချူကန်အိမ်သာတွဲရဲ့အိတ်ခန်းတခန်းရဲ့မိဖို့ကြောင့်ပါတဲ့အဲ့ရန်တခန်းရဲ့ပါတဲ့အခန်းကျယ်တစ်ခုကိုတလောက်ပေါင်းရှင်းရပေးရပါတယ်။အဲ့ဒီကေဟာမှာစာကြည့်တိုက်ကောင်းကောင်းလေးရှိသလိုရုပ်ရှင်ရုံလိုသီယတာအသေးလေးလည်းရှိပါတယ်။ဧည့်သည်လာရင်တဲလို့ရတဲ့အခန်းလေးရှိပါတယ်။ကျူမာထားလို့ရတဲ့အစားအသောက်ထားတာလည်းရှိပါတယ်။ကေဟာမှာ24နာရီလုံးကျုံရေးစနစ်လည်းရှိတာမို့စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့အသက်90အရွယ်အန်တီမတန်အေးဟာသူ့ခင်မောနဲ့ပတ်သက်တဲ့အမတ်ရစရာတွေရှိတဲ့ဩစတြေးလျကနေသူ့တပ်သားတွေထဲမှာအမြဲတမ်းထားတဲ့တပ်ပုံများရဲ့ပိုင်ရှင်စွနေဘူးခဲ့တဲ့ Oxford ကိုအပြီးတိုင်ပြောင်းရွှေ့လာခဲ့ပါတော့တယ်2008ခုနှစ်အသက်69နှစ်အရွယ်သူကွယ်လွန်တဲ့အချိန်အန်ဂျီကအော့စဖို့ဒ်မှာနေခဲ့တာပါ။ဂီယာမာနေစဉ်အန်ဂျီတခုခုဖြစ်တာနဲ့ဂီယာအုတ်ချွေမှုကလေဒီဂေါ်ဘုတ်ကိုဖုံးဆက်ပြောပါတော့တယ်။ အဲ့ဒီအခါသူကိုယ်တိုင်ကအသက်80ရှိနေပြီဖြစ်တဲ့ Bedfordshire လန်ဒန်ကနေ Oxford ကိုကားကိုယ်တိုင်မောင်းပြီး Auntie ကိုသွားတွေ့ခဲ့ပါတယ်။ကျမဘဝတခြားမှာ Tell လို့ကျမကခေါ်တဲ့ Lady Gorwood လို့ကျင်နာရက်ပြီးခင်မင်းစရာကောင်းတဲ့အင်္ဂလိပ်မျိုးသမီးမျိုးမတွေ့ဘူးပါဘူး။ Auntie ကသူ့ရဲ့နောက်ဆုံးအချိန်တွေကိုစုနေမိုက်ကယ်ရဲ့ပတ်ဝန်းကျင်ကလူရီစာထဲမှာကုံဆုံးစေခဲ့တာပါ။မြန်မာကက်သလစ်သီလာရှင်တွေကသူ့ကိုနေ့စဉ်ပြုစုပေးခဲ့ပါတယ်။ ။တက်ကတော့အဲ့ဒီတီလာရှင်တွေကိုနတ်သမီးတွေလိုချီးကျူးခဲ့ပါတယ်။အန်ဒီကတော့တီလာရှင်တွေကိုစုအချောင်းကြီးပြောနေခဲ့ပါတယ်။သူတို့အတွက်ကစုဟာစိမ့်နေခဲ့ပေမယ့်အန်တီစီကစုယောဂါဟာသူတို့ကိုကူးဆက်ခေရာကတီလာရှင်တွေလည်းစုကိုထောက်ခံသူတွေဖြစ်လာပါတော့တယ်။သူတို့ဟာအန်တီကိုရေမိုးချိုးပေးခဲ့စဉ်ကချီတွေးခဲ့တဲ့အချီတွေးဟာအခုထိသူ့လက်ပေါ်မှာကျန်နေသေးတယ်လို့ကျမကအန်တီကွယ်လွန်ပြီးတစ်နှစ်အကြာမှပြန်ပြောပြတော့မျက်ရည်တွေလည်းဝဲလို့ပါ အန်ဒီဟာတေလရှင်နှစ်ယောက်ရဲ့လက်ထဲမှာတနေ့ထက်တနေ့သေးသေးလာခဲ့တယ်လို့ဆိုပါတယ်တကယ်တော့အဲ့ဒီမြန်မာကက်သလစ်တီလာရှင်တွေဟာမိုက်ကယ်ရိုးနဲ့တည်ကျွမ်းနေဆိုပြီးမြန်မာပြည်ကိုပြန်ဝင်လို့မရခဲ့ပဲဖြစ်ခဲ့တာမို့သူတို့ရဲ့မိဘတွေကိုကိုယ်တိုင်မပြည့်စုံနိုင်ခဲ့ပါဘူး။ဒီတော့အန်တီကိုပဲသူတို့မိသားစုလိုပြည့်စုံခဲ့တော့တာပေါ့။ဆိုကအန်တီကိုသူကိုယ်တိုင်ပြည့်စုံခဲ့တဲ့ဆန္ဒဟာတနည်းနည်းနဲ့ပြည့်စုံခဲ့တယ်လို့ဆိုရမှာပါ။ ျမရဲ့ခင်မုန်းကတော့အန်ဂျီကိုဂျပန်အဆိုရုံနဲ့ရုပ်ရှင်မင်းသမီးတယောက်ဖြစ်တဲ့လီဂိုရန်နဲ့နှိုင်းရည်ရှိပါတယ်။သူကတိတ်ချောမလာပါပြီးစစ်အကျဉ်းကတရုတ်ပြည်မှာတရှိုးတယောက်အဖြစ်သတင်းတွေကိုဂျပန်တွင်စီပြန်ပို့ပေးခဲ့သူပါ။အန်ဂျီကလည်းစစ်အကျဉ်းကအိန္ဒိယမှာနေပြီးဂျပန်စစ်သတင်းတွေအကြောင်းအတန်လွှင့်ခဲ့ဖို့သလိုအလှပနဲ့ဖက်ရှင်ကိုဂယုဆိုင်တဲ့ဗီလက်ပြန်တန်းနာမည်နဲ့ထင်ရှားတဲ့အဆိုရုံတယောက်မဟုတ်လား။ သူကနောက်ဆုံးအချိန်ထိလူတွေနဲ့မတွေ့ခင်မှာသူကသူလှလှပပဝတ်စားပြင်ဆင်တာမျိုးလုပ်ခဲ့တာကိုလေကျမတို့တွေ့မြင်သဘောပေါက်ခဲ့ရပါတယ်။သူကမြမာရီရဲ့အကျင့်ဖြစ်တဲ့ကြိုတင်အကြောင်းမကြားဘဲဝင် တွေ့တာမျိုးမုန်းပါတယ်။ဒါပေမဲ့မြမာရီရဲ့ကောင်းတဲ့တလေးတစ်ခုကသူတို့စီကိုလမ်းကြုံဝင်လဲတယ်ဆိုတာမျိုးဟာမယင်ကြီးတဲ့အပြုအမူလို့ခံယူတတ်ကြတာပါပဲလို့လည်းဖြည့်ဆွတ်ပြောရပါသေးတယ်။ ခုရီပူမီကလည်းတခါမှမခွဲခွာဘူးသူတွေအတွက်တော့အန်တီမတန်အေးရဲ့ဘဝကိုကောင်းငင်ကနတ်သမီးတစ်ပါးရဲ့ဘဝလိုလွတ်လပ်နေမယ်လို့ထင်ကောင်းထင်ကြမှာပါ။ဒါပေမဲ့အန်တီမှာလှပတဲ့အတန်၊ထူးခြားတဲ့ဘာသာစကားစွန့်ရင်၊မြားပြတဲ့နိုင်ငံတကာအတွေ့အကြုံ၊ထူးချွန်ချက်မြက်ပြီးစူးစမ်းတဲ့ဒီမိုကရက်တစ်တရားရဲ့အမြင်ဆိုတဲ့အစွဲအနေကြောင့်ပဲသူဟာကိုယ့်ရီကိုမြီမှာမနေနိုင်ခဲ့ကြောင်းကိုတော့သိကြမယ်မထင်ပါဘူး။ ဒီလိုနဲ့အန်ဒီယာတို့ဘဝတခြားလုံးမြမအရေးကိုကြွေးတော့တယ်ဖို့ပြီးပြပမှာ အထီးကျန်စွာနေပြီးခဲ့တော့တာပါ။ကျမစိတ်ချင်စုဟာအန်တီအပေါ်မိဘတွေကြောင့်ယင်းဒီကျွမ်းဝင်တာမျိုးမဟုတ်ဘဲနဲ့အန်တီလိုမျိုးအတွေ့အကြုံပြီးခြေရနေခဲ့တာဖြစ်မှာပါ။စုနဲ့အန်တီဟာအတော်ကြီးတူခဲ့တာချစ်ခင်ခဲ့တာအဲ့ဒါကြောင့်ပဲဖြစ်မထင်ပါရဲ့။ဒီနေရာမှာဘာသာပြန်သူအနေနဲ့အမှတ်ချက်လေးထည့်ပေးချင်တာက 2005ခုနှစ်မှာဘာသာပြန်သူအနေနဲ့ကြီးကြီးမတန်ရေးရှိရာအောက်စဖို့ဒ်ကကေဟာကိုတွားရောက်လဲပတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကသူ့အသက်ဟာ66နှစ်ရှိနေပြီဖြစ်ပေမဲ့အားလုံးကိုသေချာမှတ်မိနေပြီးလူတွေကသူ့ကိုဒေါ်ရာတန်အီလို့ခေါ်ကြတာမကြိုက်ကြ။သူ့နာမည်ဟာအင်္ဂလိပ်လိုဒေါ်ရာနဲ့မြန်မာလိုမတန်ရေးဖြစ်ပြီး တန်းအီးကိုစာနေတဲ့ဘောဒေါ်ရာနဲ့တွဲခေါ်ကြတာဟာမာယွန်းကျောင်းအပါဝင် စကားတွေအများကြီးပြောကသူတိမ့်ထားတဲ့တပ်ပုံတွေအများကြီးကိုလည်းပြခဲ့ပါတယ်။2008ခုနှစ်မှာတော့ကြီးကြီးစီမတော်နိုင်တော့ပဲလေဒီဂေါဘုတ်နဲ့သာ တွေ့ပြပြီးသူ့အကြောင်းတော့ပြောပြခဲ့ပါတယ်။တသက်မှာတခါတည်းဆုံးပြခဲ့ကြပြီမယ်။တပ်ပုံအတူရိုက်ကြဖို့ပြင်းတဲ့အခါခေါင်းစည်းနဲ့ပန်းကိုအယပြင်ဆင်ခဲ့တဲ့ကြီးကြီးအေးရဲ့ပုံရိပ်တွေကအခုထိလက်ဆက်နေသေးပါ။ ဟုတ်ကဲ့ပါရှင်အခုနားဆင်ခဲ့ကြရတာကတော့ဘုရင်စာရေးဆရာမ Noriko Otsu ရဲ့ Letter for Aung San Suu Kyi ကိုဆရာမမတိရာစံကြောင်းမြန်မာဘာသာပြန်ခဲ့တဲ့ဒေါ်အောင်စန်းစုကြည်အတွက်စာတစောင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါရရှင်။နားဆင်ခဲ့ကြတဲ့များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ NG ပါ။